မြန်မာနိုင်ငံနေဆက်နားမှာရှိတဲ့လက်ဝက်စမ်းကြယ်တဲ့နေရာတစ်ခုမှာတောင်တလုံးတည်ရှိနေပါတယ်။တောင်ရဲ့ပုံမှန်သဏ္ဍာန်ကမီးတောင်နဲ့တထရာနဲ့တူနေပေမဲ့ဒါပေမဲ့အဲ့ဒီတောင်မှာတော့မီးမရှိအပူမရှိဘာမှရှိမနေပဲတိတ်ဆိတ်ငြိမ်သက်နေပါတယ်။သိပ္ပံပညာရှင်တွေကတော့အဲ့ဒီတောင်ကိုအေးမြတဲ့မီးတောင်လို့လက်ဝက်စွာနာမည်ပေးထားကြပါတယ်။ဒါဆိုရင်အေးမြတဲ့မီးတောင်ဆိုတာပါလေ။မီးတောင်တစ်ခုဟာပြင်းထန်တဲ့အပူပောက်ကွဲမှုတွေနဲ့မီးကုန်မီးတောင်တွေ ပြည့်နေနေရမယ်မဟုတ်လားဒါပေမဲ့အဲ့ဒီတောင်ကြီးမှာတော့အဲ့ရတွေတဲကတခုမှရှိမနေပါဘူးဒီစမ်းကြယ်ချင်းကြောင့်ပဲကဘာတဝန်းကသိပ္ပံပညာရှင်အဖွဲ့တွေဟာအေးမြတဲ့တောင်ကြီးအကြောင်းကိုစိတ်ဝင်စားလာကြပါတယ်2023ခုနှစ်ဗီဒရှနဲ့ဂျပန်သုရိသနအဖွဲ့တွေဟာအတူပူးပေါင်းပြီးတော့ဒီလေဝတ်တောင်ကြီးရဲ့ထိပ်ဖျားကိုတက်ရောက်စမ်းသပ်ခဲ့ကြပါတယ်သူတို့ယူဆောင်သွားတဲ့ခင်မီကရိယာတွေဟာပုံမှန်မီးကြောင်ရဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတစ်ခုကိုမှမှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိပါဘူး အဲ့ဒီအစားသူတို့ရင်ဆိုင်ခဲ့ရတာကတော့လူကိုအေးချမ်းသွားစေတဲ့လေးကျူးနဲ့အနာဂတ်မှာကြောင်းမဲ့ဖွယ်ရာပေါက်ကွဲမှုကြီးဖြစ်နိုင်တဲ့အလွန်အေးဆန်နေတဲ့စွန့်ရင်လိုင်းတွေကိုထိတ်တရင်ဆိုင်ခဲ့ရပါတယ်။သူတေသနာအဖွဲ့ရဲ့တွေးရှိချက်ကတော့ဒီမိချောင်းကြီးတွေမှာအေးမြရဲ့တန်းငွေတွေများပြားစွာတိုင်းချနေတယ်ဆိုတာပါ။ဒီတန်းငွေတွေဟာအနှဲငယ်အပူချင်းပြောင်းလဲမှုတခုတည်းနဲ့ချက်ချင်းပေါက်ကွဲမှုကြီးကိုဖြစ်စေနိုင်ပါတယ်။မိမလိုပဲသဘာဝအေးမြမှုကနေစွန့်ရင်ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ဆိုရမှာပါ။ တနည်းအားဖြင့်အေးမြတဲ့စွမ်းရင်ပေါက်ွဲမှုပါပဲယခုအချိန်မှာတော့ NASA ရဲ့သုတေသနဌာနကပါဒီအေးမြတဲ့တောင်ကြီးကိုစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်တို့ရဲ့ထုတ်ပြန်ချက်အရဒီတောင်ကြီးဟာတဘာဝအေးမြမှုတွေကနေစွမ်းရင်ထုတ်လုပ်နိုင်တဲ့ကမ္ဘာပထမဆုံးနေရာဖြစ်နိုင်တယ်ဆိုတာပါဒီခမန်းချက်တာမှန်ကန်ခဲ့ရင်အနာဂတ်မှာလူသားတွေဟာမိကိုယ်သုံးဆချင်းမရှိတော့ဘဲအေးမြမှုရဲ့စွမ်းအား Coast Power ကိုအသုံးပြုနိုင်ကြတော့မှာပါတဘာဝဟာကျွန်တော်တို့မမြင်နိုင်တဲ့ လိဝချက်တွေနဲ့ပြည့်နေနေပါတယ်။မီးတောင်ဆိုရဲ့အရာတောင်မှမီးနဲ့မဟုတ်တော့တဲ့အံအောဖွေရတွေကိုဖန်တီးနိုင်တယ်ဆိုတာဒီအေးမြတဲ့မီးတောင်ကတက်သေးပြနေပါတယ်။တဘောဝနဲ့သိပ်ဖန်ကြားကဆက်သွယ်မှုတွေဟာအေးမြခြင်းတဲမှာတော့မယုံနိုင်လောက်တဲ့စွမ်းရည်တွေပေါက်ကွဲနေနိုင်ကြောင်းဖော်ပြနေပါတယ်။အေးမြခြင်းတဲမှာလည်းစွမ်းရည်တွေရှိတတ်ပါတယ်။တဘောဝဟာမီးမရှိပေမဲ့အံအောဖွေရအရာများနဲ့ဖန်တီးထားပါတယ်။